အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျဆိုးပါပြီးပဲ့မီဒီယာဖြစ်ပါလေဗျာဒီနေ့အော်တိုဘားလာ22ရက်နေ့ထူးခြားတဲ့သတင်းချို့ကောက်တော့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပရမဆုံးသတင်းတစ်ပုဒ်နဲ့ပလောင်ပလောင်လမ်းတကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ပေါ့ခေါင်းဆောင်ဖြစ်တဲ့တာဖုံးကျော်ရဲ့တာဖုံးကျော်ရဲ့ post ကိုကျွန်တော်တင်ပြပါမယ်ထုံးတို့ထားမယ်တဲ့မနှက်ဖြန်နေခင်းညက်နေညတကောင်ရဇက်တိုက် လေးနဲ့ဘုံချက်နေတာတဲ့ကျဲတဲ့သူကျဲဖို့ဆော့ဩသူကျဲခံရတာကို1 1မြောက်လက်ခုပ်တီးသူ အားလုံးကိုထုံးသေးချာမှတ်ထားမယ်တဲ့အလဲဆိုတာရှိစမြဲပဲတဲ့ဒါတော့ပလောင်လနဲ့ကైဖွဲ့ခေါင်းဆောင်ပါဗျာ။ तू ကထုံးတူထားမယ်တဲ့ကျွန်တော်ကထုံးတူတာမဟုတ်ပလောင်လနဲ့ကైဖွဲ့ရဲ့ရုံမှကောက်ကျစ်မှုကိုကျွန်တော်ကကပီးမှတိုင်းကပီးထိုးရတာမြန်မာနိုင်ငံတီတူရဲ့နောင်လာနောင်သားတွေဆက်ပြီးတော့တိဖို့အတွက်ဒီပလောင်လနဲ့ကైဖွဲ့ TNL ရဲ့ရုံမှရက်ဆက်ကောက်ကျစ်မှုကိုနောင်လာနောင်သားတွေတိဖို့အတွက်ကျွန်တော်တို့ကကျွန်တော်တို့ကကပီးထိုးနေတာကပီးထိုးနေတာ ဒီတာဖုံးကျော်လိုမျိုးကျွန်တော်ကဟာလာကျွန်တော်တို့ထုံးတို့နေတာမဟုတ်ဘူးဒီရှမ်းပြည်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ရှမ်းတိုင်းသားတွေနဲ့ဗမာတိုင်းသားတွေရဲ့ရင်ပတ်ထက်မှာဒီပလောက်လနကိုင်ဖွဲ့တဲ့ရုံမရိုင်းစမ်းမှုကိုသူတို့ရဲ့ရင်ပတ်ထက်မှာကပီးထိုးတာလေဘယ်တော့မှဖျောက်ဖျက်လို့ရမှာမဟုတ်ဘူးခင်ဗျားတို့ကြောင့်ပျက်စီးသွားတဲ့ရှမ်းတိုင်းသားတွေရဲ့ဘဝတွေကျေမွသွားတဲ့ဘဝတွေသူတို့ရဲ့ဆုံးရှုံးသွားတဲ့ပိုင်ဆိုင်မှုတွေခင်ဗျားတို့လူတွေကိုခင်ဗျားတို့တရိတ်ချန်လို့တတ်ဖြတ်တာတွေဖမ်းဆီးတာတွေလုပ်တဲ့အရာတွေအဲ့ဒီခံရတဲ့ဒေသခံတွေရဲ့ရင်ပတ်ထဲကမှထိုးထားတဲ့ကပီးကဘယ်တော့မှငြိမ်းမှာမဟုတ်ဘူး ဲ့တော့တာဖုံးကျော်အနေနဲ့တာဖုံးကျော်အနေနဲ့ခမားကရေးတာကထုံးမဲ့တို့ထားတာရှမ်းမြောက်မှာရှိတဲ့ဒေသခံတွေအားလုံးကရင်ပတ်ထက်မှကပီးထိုးထားတာကပီးထိုးထားတာအဲ့တော့တရေဖြစ်စဉ်ကိုတင်ပြပါမယ်တက်မော့စစ်ကြောင်းတွေကလက်ရှိဒီနံပါတ်2မြို့ကိုတိမ့်မရရှိအတွက်စစ်ကြောင်းတွေတော်ကျော်ချီတက်နေပြီအကြမ်းမပလောင်ဖွဲကတီဘောမျိုးကနေသူတို့ဆုတ်ခွာစဉ်ကာလမှာတီဘောမျိုးအနီးမှာရှိတဲ့မိုးတေတရာကိုမိုင်းမိုင်းခွက်ဖြက်စီလိုက်တယ်မိုးတေတရာတရှိရဲ့နေရာကမြင့်ငယ်မြင့် တနည်းအားဖြင့်ကျွန်တော်ဒုဋ္ဌဝတိမြစ်ပေါ်မှာတိချောက်တာလေမြင့်ငယ်မြစ်လို့လည်းခေါ်တယ်ဒုဋ္ဌဝတိမြစ်လို့လည်းခေါ်တယ်အဲ့ဒီဘက်မှာကျွန်တော်တိချောက်တာလေဒီတရားရဲ့အရေးပါမှုကကျွန်တော်တို့နမ်ဆန်ကိုသွားလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒါနံပါတ်2ကိုသွားလို့ရတယ်အဲ့ဒီလမ်းကြောင်းပေါ်မှာတည်ရှိတယ်လက်ရှိဒီတမတော်စစ်ကြောင်းတွေကဒါမိုးတရွာအနီးကိုရောက်နေပြီလို့တော့ဒါဒေသခံတွေကတော့ပြောနေကြတယ်ပြောနေကြတယ်အော်တမတော်စစ်ကြောင်းတွေကတော့ကျွန်တော်တို့နံပါတ်2မြို့ကိုခြိတက်ပြီးတော့အကြံဖက်ပလောင်လန်းနာကြိုင်ဘွဲကိုရှင်းလင်းတုတ်တင်သွားမှာဖြစ်ပါတယ် ဒီလမ်းကြောင်းမှာရှိနေတာကတီဘောရှိတီဘောပန်လုံမမ်ဆန်နံပါတ်2အဲ့ဒီလမ်းကြောင်းနဲ့ချိတက်တာပေါ့ပန်လုံကနေပြီးတော့ကျွန်တော်တို့ပန်လုံကနေပြီးတော့ကျွန်တော်တို့တစ်ဖက်ကိုသွားမယ်ဆိုရင်တော့နမ်ဆန်ကိုရောက်ပါတယ်တစ်ဖက်ကိုသွားမယ်ဆိုတော့ကျွန်တော်တို့တီဘောကိုရောက်ပါတယ်ဆေးရရစ်ပါပါတယ်ဒီနေရာကကျွန်တော်တို့ချက်ပွိုင်းမှာအဲ့ဒီဒီပန်လုံမှာအကြံဖတ်ပလောင်ဖွဲ့တွေကသူတို့ခန်းစစ်ပြင်ထားပါတယ်နောက်ထပ်ဒီဆေးရရရစ်ပါတာကနောက်ထပ်တနေရာကကျွန်တော်မမ်ဆန်ပါမမ်ဆန်ကတော့ကျွန်တော်တို့လာရှိုးနဲ့ချိတ်ဆက်ထားပါတယ်လာရှိုးနဲ့ချိတ်ဆက်ထားပါတယ် နောက်ကတော့ကျွန်တော်တို့နံပါတ်2ပါနံပါတ်2ကတော့ကျွန်တော်မိုင်းရည်နဲ့ချိန်ဆက်လာပါတယ်အဲ့တော့လက်ရှိကျွန်တော်တက်တွေကကျွန်တော်မိုင်းရည်မှာလည်းရှိပါတယ်အဲ့တော့မိုင်းရည်ကနေပြီးတော့မိုင်းရည်ကနေပြီးတော့တက်မလို့စကြောင်းတွေကဒီနံပါတ်2ကိုဆက်ထွက်လာမလားဒါမှမဟုတ်ဘလိုမျိုးတွေရှိမလဲပေါ့ဗျဘလိုမျိုးတွေစစ်ကစားကြမလဲပေါ့ဒါတော့စစ်ကစားဖို့ကောင်းပါတယ်ဒီနေရာမှာစေးနဲ့ပတ်သက်တဲ့ကိစ္စကိုတော့ကျွန်တော်ရဲ့ user ချက်ကိုကျွန်တော်ထုတ်ဖို့ပြီးမပြောတော့ပါဘူးလက်ရှိဒီတက်မလို့စကြောင်းတွေကတော့နံပါတ်2မျိုးထပ်မံသိမ့်ပတ်ရရှိအတွက်တက်မလို့စကြောင်းတွေကတောက်လျှောက်ချီတက်နေပါပြီဒီရဲ့လမ်းမိုက်မှာကျွန်တော်အရေးပါတာနှစ်ခုရှိပါတယ်ကျွန်တော်ရှေ့ကတင်ပြခဲ့တဲ့ပန်လုံးရဲ့မန်ဆိုင်ရပါ မန်ဆန်ရဲ့အရေးပါမှုကသူကသူကကျွန်တော်တို့ဒီလာရှုံးနဲ့လည်းချိန်ဆက်ထားတယ်အဲ့ဒီကနေဆက်တက်ရင်ကျွန်တော်တို့နံပါတ်2ကိုရောက်တယ်နံပါတ်2ကလည်းတစ်ဖက်မှာကျွန်တော်မိုင်းနဲ့ချိန်ဆက်ထားပါတယ်ဆေးရရေးပါပါတယ်နောက်နေ့ကျွန်တော်အရေးပါမှုမန်ဆန်ရဲ့အရေးပါမှုကမန်ဆန်မှာကကျွန်တော်တို့ပင်မတာအားခွဲုံရှိပါတယ်လက်ရှိဒီပင်မတာအားခွဲုံကိုအကြပ်ဘက်ပလောင်လန်းတကိုက်ဖွဲ့ထိချုပ်ထားပါတယ် ထိန်းချုပ်ထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကျွန်တော်မြို့တွေရွာတွေကျစ်လက်တွေမီးလင်းမှုဆိုရင်ဒီမမ်ဆန်ပင်မတားအခွဲရုံကိုတပ်မတော်ကထိန်းချုပ်နိုင်မှသာလေရှမ်းပြည်နယ်မြောက်ပိုင်းကိုကျွန်တော်မီးပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီတပ်မတော်အနေနဲ့ကျွန်တော်နားလည်ရတာကရှမ်းပြည်နယ်မြောက်ပိုင်းကိုမှာရှိတဲ့ပြည်သူလူထုလျှက်စစ်မီရရှိဖို့အတွက်ဒီမန်ဆန်ကိုတော့ရအောင်တိတ်ပါလိမ့်မယ်။မန်ဆန်ရပြီဆိုတော့ကျွန်တော်တို့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဒေသခံတွေကျွန်တော်တို့ဒါလျှက်စစ်မီရရှိမှာဖြစ်ပါတယ်။ဒီမန်ဆန်တအားခွဲယုံကိုဒီမန်ဆုံမန်ဆန် တအားခွဲုံကတအားလက်ခံရရှိတဲ့နှစ်ကတော့2008ခုနှစ်ဩဂုတ်လ10ရက်နေ့ဖြစ်တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒီမမ်ဆန်ပင်မတအားခွဲုံကနေပြီးတော့ကျွန်တော်တို့ပို့လို့လိုက်တဲ့မြို့တွေကတော့လျှက်စစ်တအားပြီးတဲ့မြို့တွေကတော့ကိုခိုင်မြို့နယ်တန်ရံမြို့နယ်မိုင်းရံမြို့နယ်ကြောင်မဲမြို့နယ်တိဘောမြို့နယ်နံပါတ်2မြို့နယ်နမ်ဆန်မြို့နယ်တို့ဖြစ်ပါတယ်။အဲ့တော့အဲ့ဒီကြောပေါ့ဗျာအဲ့ဒီကြောပေးတယ်ပေါ့။အဲ့ဒီကြောပေးတာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ကဒီမမ်ဆန်ကိုတက်မလို့ကထိ ंछ ုပ်ပြီဆိုရင်တော့ဒါလီယက်စစ်တာအခွဲရုံကိုပင်မလီယက်စစ်တာအခွဲရုံရရှိမယ်ရရှိပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါလီယက်စစ်လွတ်နိုင်ရေးတွေကထပ်ပြီးဖြစ်လာနိုင်ပါတယ်ဖြစ်ဖို့များပါတယ်ဒီအတွက်ကြောင့်ဒီတက်မလို့ကအရေးကြီးတဲ့ဒီမမ်ဆန်ကိုရအောင်သိမ့်မယ်ပြီးရင်ကျွန်တော်နံပါတ်2ကိုသိမ့်မယ်နံပါတ်2ရသွားပြီဆိုတော့ကျွန်တော်တို့မမ်ဆန်ကလွဲပါတယ်ခင်ဗျာဒီနံပါတ်2နဲ့နံပါတ်2နဲ့မမ်ဆန်တွေကကျွန်တော်တို့တောင်တောင်ရဲ့အမြင့်ကတောင်ရဲ့အမြင့်က မျိုးရတီထားမှုပေါ့မျိုးရတီထားမှုကနံပါတ်2ကပုံမြင့်ပါတယ်နံပါတ်2ကနေပြီးတော့ခင်ဗျာတနည်းအားဖြင့်သေးနဲ့ကော့ပိုင်အောင်မှဒီနမ်ဆန်အောင်ရောက်ပါတယ်သေးနဲ့ကော့ပိုင်အောင်တော့နမ်နမ်ဆန်အောင်ရောက်ပါတယ်ဒါသူ့ရဲ့မြင်မျက်နှာသူမြင်အနေထားပေါ့မြင်မျက်နှာသူမြင်အနေထားတနည်းအားဖြင့်ပြာခင်ဗျာလည်းဒီနံပါတ်2မှာလက်နက်ကြီးထိုင်ပြီးတော့ခင်ဗျာဒီအဒီနမ်ဆန်တော့ခင်ဗျာတလုံးကြီးပစ်ထည့်လို့ရတယ်အကြမ်းမအုပ်စုတွေလှုပ်ရှားတဲ့အစကန်းတော့တလုံးကြီးပစ်ထည့်လို့ရတယ်ဒါကြောင့်ကျွန်တော်တို့ကဒီနံပါတ်2ကစေးရရေးပါပါတယ်လက်ရှိတော့ဒီတမလို့စစ်ကြောင်းတွေကကျွန်တော်တို့တောက်လျှောက်စစ်ကြောင်းတွေထိုးနေပါတယ်တေချာတာကတော့ တေချာတာကတော့ဒီလအဒီလကုန်ပြီးတော့ပထမပတ်လောက်မှာနံပါတ်2မှာနိုင်ငံတော်အလန်နေဆိုင်ပါလိမ့်မယ်ကျွန်တော်တို့လည်းနံပါတ်2မြို့ကိုကျွန်တော်တို့ရောက်အောင်သွားပါအောင်မယ်နံပါတ်2ကိုကျွန်တော်တို့ရောက်အောင်သွားပါအောင်မယ်တစ်ဖက်မှာဆိုရင်လည်းပဲတပ်မတော်ကဒီပလောင်လန်တကိုင်ဖွဲ့တွေထိချုပ်ထားတဲ့မန်လေးတိုင်းတွေကဒီမန်လေးတိုင်းကမိုးကုတ်မြို့ရရှိရတဲ့တပ်မတော်စစ်ကြောင်းတွေတောက်လျှောက် တောက်လျှောက်ခြေနေနေပါတယ်မိုးကုတ်မြို့ရရှိရတဲ့တပ်မတော်စစ်ကြောင်းတွေခြေနေနေတာကနောင်ချိုမိုင်းလို့မိုးကုတ်လမ်းပိုင်းနောက်ကကျွန်တော်ကြောင်မဲ ပန်ကွဲမိုင်းလုံးမုတ်ကုတ်လမ်းပိုင်းနောက်တစ်ခုတော့ကျွန်တော်တို့တပိတ်ချင်းမုတ်ကုတ်လမ်းပိုင်းဒီသုံးခုနဲ့ပြောကျွန်တော်တို့စစ်ကြောင်းတွေခြေတက်နေပါတယ်တပ်မတော်ကတပ်မတော်ကဒီနောင်ချိုးနဲ့ကြောင်မဲဘက်ကနေခြေတက်တဲ့လမ်းကြောင်းအရာဆိုရင်တော့အဲ့မှာကျွန်တော်တို့ဒီနှစ်မျိုးနှစ်မျိုးရရှိမှာပေါ့တစ်မျိုးကတော့ကျွန်တော်တို့မိုင်းလုံးပါနောက်တစ်ခုတော့ကျွန်တော်တို့မုတ်ကုတ်ပါနှစ်မျိုးရှိပါတယ်အဲ့တော့ပလောင်လန်နက်ကိုင်အဖွဲ့တွေကဒီနှစ်မျိုးလုံးကိုထိန်းချုပ်ထားပါတယ်ပို့ပြီးတော့ဆိုတာကကျွန်တော်တို့မုတ်ကုတ်ပါမုတ်ကုတ်မှာကကျွန်တော်တို့နိုင်ငံတော်ရဲ့တည်ရန်စာတာတွေရှိတယ်ရှိတယ်ထီလိုမီယာတဲ့နေရာတွေရှိတယ်ထီလိုမီယာနေရာဆိုတော့ ။တဘာဝပြပတ်ဝန်းကျင်မပြည့်စုံဖို့အတွက်ထိန်းသိမ်းထားတဲ့ area တွေရှိတယ်။ဥပမာကျွန်တော်တို့ခေါက်ကွင်းလို area မျိုးတွေပြီးကျွန်တော်တို့အဲ့ဒီမှာတကြောလုံးမှာရှိတဲ့ဒီမိုးကုတ်မြို့ကိုကာထားတဲ့နေရာတွေပေါ့ကာထားတဲ့တက်တော်တွေရှိတယ်။အဲ့ဒီတက်တော်တွေမှာဒီပလောင်လက်နက်ကိုက်ဖွဲတွေကဘတ်ဖိုးတွေနဲ့ကြောက်တွေရှာနေတယ်။ခင်ဗျားတို့ဒီမိုးကုတ်ခေါက်ကွင်းကို Google Map ကကြည့်ရင်ခင်ဗျားမြင်ပါလိမ့်မယ်။အဲ့မှာကျင်းနေကျင်းနေလက်ရှိတဲ့တူးနေပါတယ်။တော်တော်လေးတော့အသေးနာစရာကောင်းနေပြီ။ကျွန်တော်တို့ကလည်းရှောက်ကြည့်တော့ဗျာမတူးနေကြတယ်။ပြီးခဲ့ရက်ကဒီမိုးကုတ်ဒေသခံနဲ့ဒီချင်းနဲ့ပတ်သက်ပြီးတင်လာတာတွေ့ရတယ်။တွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့က ဒီတာဖုံးကြော်ကတာဖုံးကြော်ကကျွန်တော်တို့သူကကျွန်တော်တို့ထုံးမဲ့တို့တာကျွန်တော်တို့ကမဟုတ်ခင်ဗျားတို့ရင်ဘတ်ထဲမှာကပီးထိုးထားတယ်ခင်ဗျားတို့ရဲ့ယုံမှောင်မှုကောက်ကျင့်မှုတွေကောက်ကျင့်မှုတွေကိုကျွန်တော်တို့ရင်ဘတ်ထဲမှာကပီးထိုးထားတယ်ကျွန်တော်တို့အနေနဲ့လက်ရှိဒီပလောင်လန်းနကိုင်အဖွဲ့တွေထိန်းချုပ်ခဲ့တဲ့မြို့တွေမှာတမလို့ကတိုင်းပါရရှိပြီးရရှိပြီးတဲ့နောက်မှာကျွန်တော်တို့ကသွားရောက်တရင်ပြီဆိုတော့ကဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ delay စရိုက်တွေကိုပြည်သူလူသိရှိဖို့အတွက်ကျွန်တော်တို့မှမတင်ပြဘယ်သူကတင်ပြမှာလဲခင်ဗျာရှင်ရှင်လေးလက်ရှိဒီချမ်းမြင့်တဲ့မြောက်ပိုင်းဒေသမှာ ဒီကျွန်တော်တို့ဒီပလောင်လနဲ့ကైအဖွဲ့ကြီးရဲ့ရုံမာရက်ဆက်ကောက်ချင်းမှုကိုတွားပြီးတော့တရင်ကြီးတွေလူကခင်ဗျလက်ချိုးကြီးလို့ရတယ်လက်ချိုးကြီးလို့ရပါတယ်သိမရှိပါဘူးသိမရှိပါဘူးဒါကျွန်တော်တို့ကဒီပလောင်လနဲ့ကైအဖွဲ့ကြီးရဲ့ပြီးပလောင်လနဲ့ကైအဖွဲ့ကြီးရဲ့ရုံမာမှုကောက်ချင်းမှုကိုတီးဖို့တော့ကျွန်တော်တို့ကတင်ပြနေတာဒါမှသာလေပြည်သူလူကတီးမှာတနည်းအားဖြင့်ကျွန်တော်တို့ကနိုင်ငံတော်နဲ့ပြည်သူပေါင်းကူဖို့နိုင်ငံတော်နဲ့တက်မတော့ပေါင်းကူဖို့ပြီးရင်ကျွန်တော်တို့ပြည်သူလူထုနဲ့နိုင်ငံတော်ပြည်သူလူနဲ့တက်မတော့ပေါင်းကူဖို့တော့ကျွန်တော်လုပ်နေတာဒါကျွန်တော်တို့ဒီရက်တိချင်တယ်ကျွန်တော်လုပ်နေတာအဲ့တော့ တာပုံးကြော်ရေတာပုံးကြော်ကတော့ဟာကျွန်တော်တို့ထုံထုံမယ်ပြောတာကျွန်တော်တို့ခမားကိုကပီထိုးထားပါတယ်လက်ရှိကျွန်တော်သိရတဲ့လောက်ကတော့ဒါကျွန်တော်တို့မှလည်းဗျာဒီဒီဒီရှမ်းမြောက်မှာရှိတဲ့လက်နက်ကိုင်ဖွဲ့တွေမှာလည်းကျွန်တော်တို့မိတ်ဆွေတွေရှိပါတယ်ဟိုရှိပါတယ်သူတို့ကလည်းတရင်တွေပေးကြပါတယ်သိရတဲ့လောက်ကတော့ဒီ TNL လောက်မှာရှိတဲ့ဒီ PDF တွေပေါ့အဲ့မှာလည်းကျွန်တော်မိတ်ဆွေတွေရှိပါတယ်သူတို့ကဘာပြောလဲဆိုတော့ဒီ TNL တွေမှာတဲ့လက်နက်ခေရန်ကတော်တော်အခက်အခဲဖြစ်နေပြီ။သူတို့မှပြစ်ဆရာကိုမရှိတော့တာတဲ့။တနည်းအားဖြင့်သူတို့တို့က အဲသူတို့သူတို့ရဲ့ထိချိုးတဲ့နေရာကာထားဖို့လောက်လက်နက်ခဲလောက်ပဲရှိတော့တယ်သူတို့မှတော်တော်လေးတော်တော်လေးအခက်အခဲဖြစ်နေပြီအဲကျွန်တော်တာဖုံးကြီးကပြောချင်တာကမင်းတို့ခမရတို့မှလက်နက်ခဲရင်ပြတ်တော့တယ်ဆိုရင်လက်ဖက်လက်ဖက်ကိုလက်ဖက်ကိုခမရလက်နက်ကြီးထည့်ပြစ်ခမရတို့လက်ဖက်ပေါ့လေကူတိုင်းလက်ဖက်ကိုထောင်းထောင်းပြီးတော့အမြောက်ထဲအမြောက်အမြောက်ထဲကိုထည့်ထည့်ပြီးပြစ်ဒါမှမဟုတ်လေလားခမရတို့ကင်တိုင်းတနတ်ထဲကိုလက်ဖက်ထောင်းပြီးလက်ဖက်တွေထောင်းပြီးတော့ပြစ်အဲ့လိုမှပြစ်လို့ရမယ်ပလောင်မှကြီးမရှိတော့ဘူးပလောင်မှကြီးရောမရှိတော့တာကျွန်တော်ခမရတို့ကျွန်တော်တို့အမြင်နဲ့ပြောပါလေခမရတို့တမ်းမတော်ဆိုတာက တယ်။ကျမလို့ဆိုကရန်ကုန်အစိုးရတိအောင်တမုတ်ခံခဲ့ရတယ်။အဲ့ဒီကနေခင်ဗျာထော်ပလိုက်တာတနိုင်ငံလုံးအပြန့်ပဲ။ရခိုင်ချင်းကကျွန်တော်ပြောခဲ့ပါတယ်။တမလို့အချင်းကြီးအလောက်မဆိုးခဲ့ဘူးလို့။မဆိုးသေးဘူးလို့ကျွန်တော်ပြောခဲ့တယ်။အဝေးလို့ခင်ဗျာလမ်းများအားလုံးနေပြီးတော့အဝေးလို့လက်ရှိလက်ခင်ဗျာလမ်းများအားလုံးနေပြီးတော့အော်ခဲ့လို့ကြည့်လိုက်။အလူကခွက်ခေါက်ပြီးစားနေကြတယ်။ခွက်ခေါက်ပြီးစားနေကြတာ။အဲတိုင်းမှာခွက်ခေါက်လို့မရတော့အခုလက်ရှိအမေရိကရောအော်စတြေးလျရောစားတဲ့နိုင်ငံတွေခွက်ခေါက်ပြီးပြေးနေကြပြီကျွန်တော်တို့ဘယ်နိုင်ငံမှမပြေဘူးနော်မြန်မာနိုင်ငံထဲမှာပဲရှိတယ်ဘယ်နိုင်ငံမှမပြေဘူး ဒီနေ့မှကျွန်တော်ပြောချင်တာကဒီဒီ time မှာရှိတဲ့ဟိုခွက်ခေါက်တဲ့အုပ်စုတူရှိသေးတယ်။အာကျွန်တော်တို့ရဲ့ဒီရုပ်ကတ်တွေကိုဖြတ်ညက်ပြီးတော့ဗျာပတ်ဆက်ရှာနေတာ။ပတ်ဆက်ရှာပြီးတော့ဗျာပြောချင်တာပြောနေတာ။ခင်ဗျဒီကောင်တွေကကျင့်ဝတ်ကိုနားမလဲလား။ကျွန်တော်တို့ကရှင်းတယ်ဒီကောင်တွေကိုကျွန်တော်တို့ကဒီခေါင်းထဲကိုမရှိတာ။ရှင်းမှာဒီကောင်တွေမျက်နှာချင်းတေးအောင်လှမ်းမှာပစိုးတော့မလန့်ဘူး။ဘောင်းပြီးတော့အစမဖြုတ်ဘူး။ဒီကောင်တွေရဲ့ရုပ်သက်ဖိုင်တွေလည်းကျွန်တော်တို့ကပြန်ပြီးတော့အာဟိုလိုပြောဒီလိုပြောတလုံးမှမပြောဘူးဂယုမဆိုင်တာ ဒီကောင်เนี่ยဘာလို့လဲဆိုကျွန်တော်တို့ရုံသားဖိုင်တွေကိုသူကရှောက်တင်းလားကျော်စိုးကဒါပဲဟိုဟာပြောတယ်ဒီဟာပြောတယ်ပတ်ဆက်ရှာနေတာမင်းတို့ကောင်လေးကိုယ်တိုင်အရေးရှိရှိရဆိုရင်တရင်တပုတ်ကိုကိုယ်တိုင်ဖန်တီးကိုယ်တိုင်ဖန်တီးပြီးတော့ကိုယ်တိုင်ထုတ်လို့သူများပစ္စည်းတွေ copy ပြုနေကွာအဲ့ဒါလူချင်းကိုဖောက်ပြတာလူလိုနားမလည်ကလူတိတ်ခါမရှိတာငါတို့ကရှင်းတယ်ငါတို့ကရှင်းတယ်မင်းတို့ရုံသားဖိုင်တွေငါတို့ဘယ်အရာမှ review လည်းမလုပ်ဘူးကိုယ်လိုကိုယ်ပဲလုပ်တယ်တရင်တပုတ်ကိုကိုယ်တိုင်ဖန်တီးတယ်ကိုယ်တိုင်လုပ်တယ် ဟာမဟုတ်ပါဘူးအဲ့ဒီမှာရှင်ထိုင်းရကောင်တယ်တော့မဟုတ်ဘူးကျွန်တော်တို့ဟာတွေအာတောင်ပြက်မြောက်ပြက်နဲ့လုံနေတာစီဝါချနေတာအဲ့တော့နောက်ဆိုတခုပြောချင်တာကအဲ့တော့မင်းတို့မိသားစုစောင်းနေတဲ့အတွက်ငါငါလည်းအထောက်ပံ့အထောက်ပံ့ပေးရတယ်ငါဥဒါဖိုင်နေမင်းတို့တင်နေအဲ့ဒီကနေပတ်စံနေရတယ်ဒေါ်လာတွေရတယ်ကျတော့မင်းတို့မိသားစုစားကြတောက်ကြတယ်ပေါ့နောက်ဆိုမင်းတို့ကလေးတွေမွေးငါနှမျိုးရှိရပေးဖိအင်းနေမှာငါနေရာကိုထည့်ငါနေရာကိုထည့်တာဘာကြောင့်လဲမင်းတို့မိသားစုငါတို့လှုပ်ကြွေးနေရတယ်အဲ့တော့ဒီသတင်းပြချုပ်ချင်တာကအဲနောက်ဒီလကောင်ရှိလာပါတယ်မှာပထမပတ်တွင်မှာတက်မလို့ကနံပါတ်2မှာ နိုင်ငံတော်နယ်လေးစိုက်ပါမယ်ကျွန်တော်တို့အဲ့ဒီကိုသွားပါမယ်တာဖုံးကျော်ရဲ့ရေးတဲ့ပို့လေးနဲ့ပဲကျွန်တော်အဆုံးသတ်ချင်ပါတယ်ထုံးတို့ထားမယ်မနက်နေခင်းညနေသကောင်းရံဇက်တိုက်လေရင်ဘုံကျဲနေတာကျဲတဲ့သူကျဲဖို့စော်သူကျဲခံရသူဝမ်းမြောက်လက်ခုပ်တီးသူအားလုံးကိုထုံးသေးချာမှတ်ထားမယ်အလဲဆိုတာရှိစမြဲပဲတဲ့နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြချင်ပါတယ်ဒါကတော့ကရင်ပြည်နယ်ဖအံမြို့နယ်ဖာပေါင်းကြီးွာဖာပေါင်းကြီးွာမူလာတန်းအကြောင်းမူလာတန်းအကြောင်းကအเจ้าဆီယမ်မာက စာမလိုက်နိုင်တဲ့ကလေးတွေပေါ့ဗျာစာမလိုက်နိုင်တဲ့ကလေးတွေကိုသူကစုပြီးတော့ကြောင်းခေါ်ခြင်းပြီးတဲ့အခါမှာသူ့ရဲ့အိမ်မှာစတဲ့တယ်အဲ့ဒီအိမ်ကို KNU အဖွဲ့ကတက်တက်ကြီးလက်နက်ကြီးနဲ့ပစ်ခတ်လိုက်တယ်လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ဒီအိမ်မှာရှိတဲ့ကလေးငယ်တယောက်သိဆုံးခဲ့ရတယ်ထိခိုက်ဒဏ်ရာရရှိတာလည်းရှိတယ်အမျိုးသားတယောက်လည်းသိဆုံးခဲ့ရတယ် KNU ရဲ့လက်ချက်ပါအဲ့တော့ဒီကင်မီနဲ့အခြေအနေကိုကြည့်လိုက် KNU ထိချုပ်တဲ့ဧရိယာမှာရှိတဲ့ဒေသခံတွေဘယ်သူမှစာမတက်ကြဘူး ရှင်းပြောကျွန်တော်တို့ကရင်စာတောင်ကောင်းကောင်းမဖတ်တတ်ပါဘူးကောင်းကောင်းမတတ်ကြပါဘူးပါဇက်နဲ့ပဲပြောတတ်တာပါစာနဲ့တောင်မြည်တဲ့လူပုံကြီးပါဘာကြောင့်လဲကရင်လူကသူ့ဒေသမှာသူထဲချုပ်တဲ့ area မှာဒီလိုလူတွေစာမတတ်မှဒီလိုလူတွေအသုံးပြုပြီးတော့သူကခိုင်းလို့ရမှာလက်နက်တက်စင်ပေမဲ့သူတို့ခိုင်းတာလို့အဲ့လိုတွေ KNU ကလုတ်ခဲ့တာ KNU ကကမီနယ်ရဲ့တမိုင်းမှာခင်ဗျကောင်းတာဗာလုတ်ခဲ့တယ်ပြပါအောင်ကျွန်တော်ရှင်းရှင်းလေးကမီနယ်မှာ KNU ကြောင့်တရွာရွာတရွာတိုးတက်သွားတယ်မျိုးတစ်မျိုးတိုးတက်သွားတယ်ရှင်းပြပါကရင်ပြည်နယ်တကွင်လုံးမှာ KNU စောက်ခဲ့တဲ့ကွန်ကရစ်တရားတစ်ချောင်းရှင်ပြပါတစ်သားတရားတစ်ချောင်းရှင်ပြပါဒါကကျွန်တော်အများပြည်သူအသုံးပြရတဲ့တရားပြောတာပါသူတို့ဟလာသူတို့သူတို့စစ်ကြောင်းတွေခြိတတ်ဖို့စစ်ကြောင်းတွေအသုံးပြတဲ့လမ်းတွေကျွန်တော်ပြောနေရမှာမဟုတ်ပါဘူးအများပြည်သူနဲ့ပတ်သက်တဲ့လမ်းပါ KNU ကြောင့် KNU ကနေပံ့ပိုးပေးလိုက်လို့ KNU ကနေပံ့ပိုးပေးလိုက်လို့ထိုင်းနိုင်ငံမှာပညာတတ်ဖြစ်နေတဲ့ကရင်တိုင်းသားတယောက်ရှိရင်ကျွန်တော်ပြမရှိပါဘူးမရှိပါဘူး ချင်းချင်းလေးလေးခင်ဗျာ KNU ကခင်ဗျာနှစ်ပေါင်း80 80 60လောက်ပြောနေတာအဲ့တော့ဒီနှစ်ပေါင်း80 80အတွင်းမှာ KNU လက်နက်ကိုင်အဖွဲ့ရဲ့ပံ့ပိုးမှုကြောင့်ဆီအောင်ဖြစ်သွားတဲ့ကရင်တိုင်းသားတယောက်ရှင်ပြပါ KNU ပံ့ပိုးမှုကြောင့်နိုင်ငံတကာမှာထိုးပေါက်နိုင်တဲ့ထိုးပေါက်နေတဲ့ကရင်တိုင်းသားတယောက်ရှင်ပြပါရှင်းရှင်းတင်တော့ကျွန်တော်ကတယောက်ပဲပြခိုင်းတာဘယ်သူမှမရှိပါဘူးဘယ်သူမှမရှိပါဘူးအဲ့လိုဖြစ်ခွင့်လည်းမပြုပါဘူးဘာကြောင့်ဆို KNU ကမင်းတို့အစိုးရစာမတင်အောင်မတင်အောင်တော့ အစိုးရစာမတရားဆိုငါတို့စာလည်းမတရားဘူးအဲ့အစိုးရစာမတရားဘူးဆိုရတယ်မတင်ဘူးလေခင်ဗျတောင်းရင်မြကူပြီးတော့ထိုင်းမှာမှသွားတင်လို့ရမယ်ဆိုထိုင်းမှာမှလည်းသွားတင်လို့မရဘူးလူတွေစာတက်မခံဘူးစာတက်သွားရင်ဒီလူတွေကသူတို့ပြန်ပြီးပုံကန်လိုက်မယ်အဲ့ဒါကိုသူတို့ကစာတက်မခံဘူးလက်ရှိလေဖြစ်စဉ်ကကျွန်တော်အော်တိုဘာလ20ရက်နေ့ညနေ6:00အချိန်ကကေဘီနဲ့ဖအံမြို့နယ်ဖာပေါင်းကြည့်ရအခြေခံမူလတန်းအကြောင်းကမူလတန်းပြမူလတန်းပြဆီအမဖြစ်တဲ့သူဒေါ်မိုးဆန္ဒထုံးအသက်က29နှစ်ပါသူကသူ့အိမ်ထဲမှာ ကလေးចောင်းသားចောင်းသူတွေကစာတင်ပေးပါတယ်အကျမာ KNU ကဒီအိမ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်လိုက်ပါတယ်ပစ်ခတ်လိုက်တဲ့အခါမှာဥတာသူအသက်39နှစ်ပြီးចောင်းသူမနော်ဝါဝါဘက်အသက်12နှစ်ဘုံစားထိမှဒဏ်ရာရရှိသွားပါတယ်ခင်ဗျားကြည့်လိုက်ပါတည်ဆုံသွားတဲ့အသက်12နှစ်ရွယ်ကလေးငယ်ကမနော်ဝါဝါဘက်ပါကရင်တိုင်းသူဖြစ်ပါတယ်ကရင်တိုင်းသူဆစ်ဆစ်ပါသူဘုံစားထိမှန်ပြီဒရန်ရဒရန်ရရှိပြီကွယ်လွန်ခဲ့ပါတယ်ပြီးရင်ကျွန်တော်တို့မ နော်မူကီသူကတော့အသက်29ရဲ့ခုနှစ်29နှစ်ကြီးရမှနေတိုင်းနဲ့သူပြီးကျောင်းသားကျောင်းသူများဖြစ်ကြတဲ့ဆော့ထွန်းထွန်းဝင်းကရင်တိုင်းသားစစ်စစ်ပါအသက်10နှစ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်မတ်နော်လှလာအေးကရင်တိုင်းသူစစ်စစ်ပါအသက်9နှစ်ပါမတ်နော်ချပီအသက9နှစ်မတ်နော်မူးနော်အေးအသက်6နှစ်မတ်နော်ဖဲဝ73နှစ်မတ်နော်ဓာဖို့အသက်12နှစ်မတ်နော်သူစာချစ်ချစ်အသက်10နှစ်မတ်ဆေးလေးဝအသက်9နှစ် မဆလင်အသက်6နှစ်သူတို့ဘုံစံထိမှန်နေဘုံစံထိမှန်ပြီးတရားတွေရရှိခဲ့ပါတယ်။လက်ရှိအဲ့ဒီဘုံစံထိမှန်တရားရရှိခဲ့သူတွေကိုကမောင်းမြို့ပြည်သူ့ဆေးဝါးမှာဆေးဝါးကုသမှုဆောင်ရွက်နေပါတယ်။ဒီတိုင်းဒီအပြည့်နဲ့အစိုးရအဖွဲ့ကနေပြီးတော့ဆေးဝါးကုသမှုဆေးဝါးဆောက်ရှောက်ွက်ပေးနေပါတယ်။ကမောင်းမြို့ဆိုတာကကျွန်တော်မြန်ကြီးငူနယ်မြန်ကြီးငူနယ်တစ်ဖက်ကမ်းမှာမြန်ကြီးငူနယ်ကမောင်းမြို့ကကျွန်တော်တန်လွင်မြစ်ပဲချားပါတယ်။ဟိုဘက်ကဒီဘက်ကမှာဒီဒီကြီးွာလေးက KNU ဘုံပြစ်လို့ဘုံပြစ်လို့ KNU ကလက်နက်ကြီးနဲ့ပြစ်လို့ဘုံစားထိမှဒဏ်ရာရခဲ့တဲ့ကလေးငယ်တွေကကလေးငယ်တွေရဲ့ရွာကဖားပေါင်းဖားပေါင်းရွာပါ ဖားပေါင်းရွာက ကမောင်ကမောင်ကမောင်မောင်းမျိုးနဲ့နီးနီးလေးပါကဲ့ရပါတော်တော်လေးတိတ်တော့မသွားပါဘူးအဲ့ဒီအဲ့ဒီနာကြည့်ပါပါအဲ့တော့ကဲနွဲလက်ချက်နဲ့တော့ကျွန်တော်တို့ကလေးငယ်တွေအများစွာထိခိုက်ဒဏ်ရာရှိခဲ့တယ်ကလေးငယ်တယောက်ကတော့ကရင်တိုင်းသူစစ်စစ်ပါကလေးငယ်တွေကတော့ကျွန်တော်တို့ကလေးငယ်တယောက်ကတော့တည်ဆုံးသွားတယ်ကြည့်ရတဲ့မှာနေထိုင်တဲ့ဦးတာတူအသက်38နှစ်နဲ့လည်းတည်ဆုံးခဲ့ပါတယ် ခင်ဗျာ KNU ခင်ဗျာလှုပ်လာခဲ့တာခင်ဗျာကြည့်လိုက်ပါ KNU ဘွယ်ကြီးပေါ်ပေါက်လာစင်ပါဒီနေ့ထိမိုင်းခွဲတယ်လျှက်စစ်တာဝါတွေဖျက်ဆီးတယ်ရထားတွေပြန်ပေးဆွဲတယ်မင်းကြီးပါလား KNU ကိုအဲ့ဒီခင်ဗျာဒီရထားတွဲကြီးကိုရထားတွဲကြီးမှာရှိတဲ့ကျောင်းသူတွေကိုပြန်ပေးဆွဲတာအဲ့ကျောင်းသူတွေဘောကဘာတွေဖျက်သွားလဲမေးကြည့်လိုက်အိုင်အာရွေးအောင်မေးကြည့်လိုက်ဖြေရလားမေးကြည့်လိုက်တမိုင်းမှာရှိတယ်ကျောင်းသူတွေရထားကိုရထားကိုကျွန်တော်တို့အမှုရမ်းစီးပြီးတော့ကျောင်းသူတွေခေါ်ထုတ်သွားတာအဲ့ဒီဘက်ကိုသူတို့သူတို့ကေရဘက်ကို ထိုင်းမြန်မာနယ်စပ်ဘက်ကိုအဲ့ဒီចောင်းသူတွေဘာလုခဲ့လဲအဲ့ဒီចောင်းသူဗမာရောက်စားလဲမေးကြည့်လိုက်မသေးသေးဘူးအဲ့ဒီကောင်နေမသေးသေးဘူးအဲ့လိုလူတွေဗျအဲ့လိုလူတွေအဲ့တော့ဒီသင်းပြန်ချုံရမယ်ဆိုတော့ KNU လက်ချက်ကြောင့်ចောင်းသားចောင်းသူမအများဆိုတာထိခိုက်တယ်ရရှိခဲ့ရတယ်လူမမယ်တဲ့အရွယ်လေးတွေပါចောင်းသူတွေတယောက်ကတော့ KNU ပြစ်လိုက်တဲ့ကြည်လက်နဲ့ကြီးကြီးထိမှန်ပြီးနေရာမှာပဲကွဲကျပွဲချင်းပြီးတင်ဆောင်သွားတယ်ပြီးရင်ကျွန်တော်တို့ဥတာတူမျိုးသားတယောက်ကလည်းတင်ဆောင်သွားတယ်နောက်ဆုံးသင်းဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ မနေ့ကရန်ကုန်မြို့ရွှေကုန်းတိုင်းတရားဆက်မှာအမျိုးသမီးငယ်တယောက်ကားတိုက်ခံရပြီးတော့ဒေဆုံးခဲ့ပါတယ်ဒီကားတိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့တချို့ကအမျိုးသမီးကအမျိုးသမီးငယ်လေးပေါ့အမျိုးသမီးငယ်လေးကသူ့ကိုယ်သူတည်ချောင်းကြံတယ်အဲတချို့ကတော့လမ်းဖြတ်ကူလမ်းဖြတ်ကူတဲ့ခါမှာတိုက်သွားတယ်ပေါ့ဗျာဒီလိုမျိုးတော့ရေးသားနေတွေ့ရပါတယ်ဒီနေ့မှာကျွန်တော်ကဒီမင်းကလေးကသူ့ချစ်သူနဲ့အသက်ကွယ်ပြီးတော့တည်ချောင်းကြံတယ်လို့လည်းကျွန်တော်မဆွဆွဲပါဘူးကားတိုက်ကားကသူလမ်းဖြတ်ကူစင်မှာတိုက်မိသွားလို့လည်းကျွန်တော်မတင်ပြပါဘူးဘာကြောင့်လဲဆိုတော့ ဒီကိစ္စကကျွန်တော်ကိုယ်တိုင်မမြင်ရတဲ့အခါကျတော့ဒီပေါ်မှာကျွန်တော်ထည့်သွင်းပြီးတော့တည်င်းမတင်ပြတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တင်ပြတဲ့အခါမှာကျွန်တော်ရဲ့ရတဲ့အချက်လက်ရအချို့သောအချက်လက်တွေကအကယ်၍မှားခဲ့ရင်နင့်နာတဲ့နင့်နာသွားနိုင်တဲ့မိသားစုတွေလည်းရှိပါတယ်။ဒါကြောင့်ဘယ်အရာကအမှန်လဲဆိုတာကိုတော့ကျွန်တော်တို့ဒါဒီနားမှာရှိတဲ့ CCTV ဖိုင်ရပဲအဆုံးဖြတ်ပေးတော့ပါလိမ့်မယ်။အချို့သောသူတွေကတော့အမျိုးမျိုးရေးနေကြပါတယ်။အချို့သောမီဒီယာတွေမှာလည်းအမျိုးမျိုးရေးနေကြပါတယ်။ကောင်မလေးက ဒါချစ်သူနဲ့စကားတွေများကြတယ်စကားများပြီးတော့ချစ်သူကောင်လေးကရှုံနေတာအစ်မမှာချပေးခဲ့တယ်ချပေးတဲ့ကောင်မကောင်မလေးကဟိုဘက်ဒီဘက်ကိုလမ်းဖြတ်ကူးတယ်ပြီးရင်ကားလေးလာတဲ့ကောင်မကသူကဒီလမ်းမမှာကားနဲ့ခံပြီးတော့သူ့ကိုယ်သူတက်သေးတယ်လို့တချို့ကရေးသားနေတာရှိတယ်တချို့ကတော့ကောင်မလေးကကားလမ်းဖြတ်ကူးတဲ့အခါမှာကားသမားကမမြင်ဘဲနဲ့တိုက်မိသွားတယ်ပေါ့ဗျာဒီလိုမျိုးလေးရှိပါတယ်နှစ်ဖက်ကြီးရင်းနေကြပါတယ်အကယ်၍သာအကယ်၍သာအချို့သောသူတွေရင်းနေသလိုကောင်မလေးက ောင်မလေးကဒါသူ့ကိုယ်သူချစ်သူနဲ့အသက်ကွဲပြီးတော့ဒီလိုမျိုးလုပ်တယ်ဆိုရင်တော့ဒါတကယ်နင့်နာခဲ့တာကတကယ်နင့်နာထပ်ပြီးနင့်နာမှာကရင်မောင်းပါရင်မောင်းမှလည်းသူ့ရဲ့မိသားစုတွေရှိပါတယ်ဒါကဒီလိုဖြစ်မှာပါဒါနဲ့ပတ်သက်ပြီးတက်တည်ပြဖို့ကကျွန်တော် CCTV ဖိုင်လိုပါတယ်ရန်ကုန်မြို့ကလည်းကျွန်တော် CCTV တွေကနေရာတိုင်းမှာရှိတဲ့အခါကျတော့ဒီပြဿနာပတ်သက်ပြီးတော့ဒါတက်ဆိုင်ရာကလည်းတွတ်တူစနစ်တကျကင်ထွက်သွားပါလိမ့်မယ်ဒီနေရာမှာတော့ကျွန်တော်ကကောင်မလေးကအသက်ကွဲလို့အသက်ကွဲလို့ကားတိုက်ခံပြီးတော့သူ့ကိုယ်သူတက်တည်တယ်ကျွန်တော်မဆွဆွဲပါဘူးဘာကြောင့်လဲဆိုတော့ ကောင်မလေးမှလည်းသူ့ရဲ့မိသားစုရှိပါတယ်။အကေအဲ့လိုတကယ်ကောင်မလေးကအဲ့လိုတကယ်လုပ်ခဲ့မယ်ဆိုရင်လည်းပဲနောက်ထပ်တကယ်နှစ်နာတာကကာသမားပါ။ကာသမားကသူကိုပိုင်ကားဖြစ်ရင်ဖြစ်မယ်။အငားရင်မောင်းဖြစ်ရင်ဖြစ်မယ်။ကုမ္ပဏီမှာကျွန်တော်တို့အလုပ်လုပ်တဲ့ဝန်ထမ်းတွေဖြစ်ရင်ဖြစ်ပါလိမ့်မယ်။သူတို့ဘဝဘဝတွေလည်းနှစ်နာပါလိမ့်မယ်။သူတို့ရဲ့နောက်မှာကျွန်တော်မိကိုတဲ့မိသားစုတွေလည်းရှိပါလိမ့်မယ်။အဲ့တော့ဒီနေရာမှာဒီတိုက်သွားတဲ့ကားနဲ့ပတ်သက်ပြီးတော့တက်ဆန်ရ ရဲတပ်ဖွဲ့ကလည်းကျွန်တော်တို့စုံစမ်းရှာဖွေနေပါတယ်ရန်ကုန်မြို့တော့ဒီလိုကားကြီးနဲ့ပတ်သက်ရင်ရှာတာတိတ်ပြီးတော့ကျွန်တော်တို့အရင်ကြီးတော့ခက်ခဲတဲ့အခြေအနေမှာတော့မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဒီလမ်းတစ်ကျော်လုံးမှာကကျွန်တော် CCTV တွေရှိပါတယ်။ဒီကားနံပါတ်ကဘယ်လောက်ဘယ်လမ်းနဲ့ဘယ်ဝင်တယ်စသဖြင့်ကျွန်တော်လိုက်ရင်မဝေးပါဘူး။မိပါတယ်။မိပါတယ်။အဲ့တော့ဒီကောင်မလေးရဲ့ကျွန်တော်တို့ကောင်မလေးရဲ့ဒီ Facebook account ကိုကြည့်တဲ့အခါမှာဒီကောင်မလေးကသူကကလုံးကနေပြန်လာတာ။သူဒီညမှာသူဘယ်သူနဲ့လာတယ်ဘယ်သူနဲ့သွားတယ်တော့ကျွန်တော်ဒီမှာတရင်ထဲမှာထည့်တွင်းမပြောပါဘူး။ သူကလောကိုသွားတယ်ကလောမှာသူဓာတ်ပုံတွေတင်တယ်သူကလောမှာဓာတ်ပုံတွေတင်တယ်သူ့ရဲ့လန်ကေးကကျွန်တော်တို့အဝါသူတေဆုံးတဲ့ခါမှာလည်းသူ့ရဲ့လန်ကေးအဝါတွေ့ရတယ်ကလောကလည်းသူပြန်လာတဲ့ခါမှာဒီမှာကားတိုက်ခံပြီးတော့ကွယ်လွန်ခဲ့တာပါဒီလိုမျိုးတွေတော့ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီကောင်မလေးရဲ့ profile ကိုကျွန်တော်ဝင်ကြည့်တာပေါ့ဝင်ကြည့်တဲ့ခါမှာသူ့ရဲ့ဓာတ်ပုံတွေပေါ့သူ့ရဲ့ဓာတ်ပုံတွေရိုက်တယ်ကောင်ဆိုတော့ကြောပေးပြီးတော့ပဲအမြဲရိုက်တယ်အဲ့ဒါကကျွန်တော်တို့ဒီနမိတ်တစ်ခုလို့တော့ကျွန်တော်ယူဆလို့ရတယ်ကျွန်တော်ရဲ့အသည့်တွေလည်းသူတို့ဒီသူတို့ ဓာတ်ပုံတွေကိုဒီနောက်ကျောင်းနေရိုက်ပြီးတဲ့နောက်ပိုင်းမှာသူတို့မကြောက်ဘူးပြတခုနဲ့တခုဒုက္ခတွေတခုဖြစ်ကြတယ်ပေါ့ဗျဒါတော့ကျွန်တော်ရဲ့အမြင်ပေါ့ဗျမှန်ကြီးလည်းမှန်ပဲမှားကြီးလည်းမှားပဲဒီကောင်မလေးကဒီလိုမျိုးရင်တိုင်းမှုမဖြစ်ခင်မှာသူတင်လိုက်တဲ့ဓာတ်ပုံတွေမှာကျောင်းနောက်နောက်ကျောင်းနေရိုက်ပြီးပဲနောက်ကျောင်းပြေးပြီးတော့ဓာတ်ပုံတွေတင်တာတွေ့ရတယ်ကျွန်တော်လူတွေများစုကဓာတ်ပုံရရင်ကျွန်တော်မျက်နှာချင်းနဲ့ရိုက်တယ်ရှေ့ကနေရိုက်တယ်ဘေးကနေရိုက်တယ်ဒီလိုပဲရိုက်ကြတာပါလူနည်းစုကကျွန်တော်နောက်ကျောင်းနေရိုက်ကြတာပါကောင်မလေး Facebook ကောင်ကိုဝင်ကြည့်တဲ့အခါမှာကောင်မလေးဒီဓာတ်ပုံတွေကိုကြည့်တဲ့အခါမှာသူကဒီနောက်ကျောင်းကနေပဲဓာတ်ပုံတွေရိုက်တာတွေ့ရတယ်။ဒါကကျွန်တော်ဗုဒ္ဓဘာသာအနေနဲ့သူနမိတ်ပြနေတာလားလို့ကျွန်တော်ထင်ရပါတယ်။ ဒါဒါလည်းဖြစ်ချင်းလည်းဖြစ်နိုင်ရင်လည်းဖြစ်နိုင်မယ်မဖြစ်နိုင်လည်းမဖြစ်နိုင်ဘူးနောက်တစ်ခုပေါ့အချို့သောကျွန်တော်ဒီ23နှစ်အရွယ်ဆိုတာကဒီကွယ်လွန်သွားတဲ့ရင်တိုင်းမှုကြောင့်အသေဆုံးသွားတဲ့ကွယ်လွန်သွားတဲ့ကောင်မလေး23နှစ်ပါဒါဒီကောင်မလေးကိုကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးငယ်ရွယ်တဲ့ကျွန်တော်တို့ရဲ့ဒီညီငယ်ညီမငယ်တွေနေနဲ့အချစ်တွေဘယ်တော့မှကိုဘွားကိုမစက်သေးပါနဲ့အချစ်တွေဘယ်တော့မှကိုဘွားကိုအဆုံးသတ်မခံပါနဲ့အချို့သောမိန်းကလေးတွေအချို့သောကောင်လေးတွေအာဒီကောင်မလေးမရလို့ဒီကောင်မလေးကနောက်တစ်ယောက်ရှာလို့ဒီကောင်လေးကနောက်တစ်ယောက်ရှာလို့ကိုကိုကိုတတ်သေးတာတွေ တရားပေါ်လေးခုံချတာလေးကားတိုက်ခံတာလေးရထားတိုက်ခံအမျိုးမျိုးအမျိုးမျိုးကြရတယ်ခင်ဗျားတို့ခင်ဗျားတို့ရေးသားတရားကိုစထားပြီးဆိုရင်ဒါကျွန်တော်တကူကောင်းဆိုင်ပြောတာမဟုတ်ပါဘူးကျွန်တော်ရဲ့ညီငယ်ညီမငယ်အနာဂတ်ကိုဒါကြီးကပိတ်ဆို့နေမှာကြောက်လို့ပါရေးသားထားရဆိုတာအချစ်ဆိုတာခင်ဗျားတို့ဘဝအတွက်ရုပ်ရှင်ုံနဲ့တွားပြီးတော့ရုပ်ရှင်ကတကာကြည့်နေရတယ်လို့ခင်ဗျားတို့ခံစားလိုက်အဲရုပ်ရှင်ကတကာကြည့်ရဆိုခင်ဗျားအဲ့မှာရေးသားလေးပါမယ်ပြောစရာလေးပါမယ်ဝမ်းနေစရာလေးပါမယ်မကျင်တဲ့တာလေးပါမယ်ကြည်ခွဲတာလေးပါမယ် အချစ်ဆိုတာအဲ့ဒါပဲရီအဲ့လိုအဲ့လိုကိုယ့်ရဲ့ရည်စားဆိုတာအဲ့ဒါပဲရုပ်ရှင်ကားတကားကြီးရတယ်ရာတာပေါင်းဆုံးပေးလိုက်မယ်ကိုယ့်ရဲ့ရည်စားကိုယ့်ရဲ့အချစ်ကခင်ဗျားတို့ချစ်တဲ့သူကဟာဒါကငါရုပ်ရှင်ကားတကားကြီးနေတယ်ဆိုခင်ဗျားတို့အားလုံးအဲ့ဒီစိတ်တွေခင်ဗျားတို့ short ချပေး short ချပေးနိုင်လိုက်မယ်ကျွန်တော်ကဒါကိုပြောတာကနောက်လူငယ်လူရယ်တွေပေါ့ကလေးငယ်တွေမမားဖို့မမားဖို့ကျွန်တော်တင်ပြပေးတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ပေသွားတဲ့ကောင်မလေးရဲ့မိဘတွေဆိုလည်းပဲကျွန်တော်သူ့ရဲ့မိဘနေရာဝင်ပြီးခံစားမယ်ဆိုရင်လည်းပဲတော်တော်ကြီးခံစားရပါပါ။သူအရန်ခံစားရပါပါ။တော်တော်ကြီးခံစားရပါပါ။ တော့မိဘဆိုတာသားသမီးတန်လေးဆိုရင်တော့မှတို့မှနေမသိထိုင်မှာဖြစ်ပါတယ်။အဲ့လိုပဲကောင်မလေးကမိဘတွေခံစားလိုက်ရတယ်လို့ပဲဒီကောင်မလေးကိုတိုက်ပြီးသွားတဲ့ကားသမားပေါ့။ဒီကားသမားကလည်းသူလည်းသူ့မှာလည်းမိသားစုတွေရှိခါကြတော့သူ့မှာလည်းတက်ရောက်မှုကြီးပါတယ်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့တချို့မီဒီယာတွေတချို့သော social ကောင် social media မှာရေးနေတာကကောင်မလေးကကောင်းလေးနဲ့အသက်ကွဲပြီးတော့ကားတိုက်ခံတာတွေဒါတွေကမှန်ကြီးလည်းမှန်မယ်မှားကြီးလည်းမှန်မယ်ဒီပေါ်မှာကျွန်တော်မပြောဘူး။ဘယ်ကမှန်တယ်လို့ကျွန်တော်မပြောဘူး။တေချာတာကတော့ဒီညမှာကျွန်တော် CCTV မှတ်တမ်းဖိုင်တွေ ထွက်လာတဲ့အခါကျရင်ကျွန်တော်သိပါလိမ့်မယ်အဲ့တော့ဒါကြီးရပြာကျွန်တော်တို့ကကိုယ်တိုင်မတွေ့ဘဲနဲ့ CD CCTV file မတွေ့ဘဲနဲ့ဒီချိုးသောမျက်မြင်သက်သေတွေမင်းမျက်မြင်သက်သေတွေကမှန်နိုင်ပါမလားပေါ့ဒါလည်းကျွန်တော်တို့ရှိတယ်ဒါဆိုရင်ကျွန်တော်တို့ကပြောအကောင်မလေးကကောင်မလေးကကောင်လေးနဲ့အသက်ကွဲပြီးတော့ကားလမ်းဖြတ်ကူတယ်သူ့ကိုယ်သူသူ့ကိုယ်သူတေချောင်းကြံနေဆိုရင်နင့်နာတာကောင်မလေးရဲ့မိဘတွေမှာများစွာနင့်နာပြီးသွားရင်ကောင်မလေးနဲ့ပတ်သက်တဲ့သူ့ရဲ့တငယ်ချင်းတွေသူ့ရဲ့အပေါင်းအသင်းတွေသူတေတာတေသွားတော့မှသူ့ရဲ့ဘဝကြီးအများကြီးနင့်နာတယ် ဒါကြောင့်ကျွန်တော်ဘယ်အရာအမှန်လဲလို့ကျွန်တော်မပြောဘူးသွေးဟိုးသားဟိုးနဲ့ကားတိုက်ခံရတာလည်းဖြစ်ရင်ဖြစ်မယ်ရန်ကုန်မြို့မှာခမားမြင်းနဲ့တိုက်ပါကားကြီးကချိုးသောနေရာမှာမောင်းညွှဲလို့မောင်းလိုက်တဘုံကြီးစီးပြက်ကမ်းမြတ်မောင်းလိုက်တယ်တဘုံကြီးဒါကြောင့်လည်းဖြစ်နေတာပဲအပြိုးမျိုးနဲ့ဖြစ်နေပါတယ်တေချာတာကတော့အသက်23နှစ်အရွယ်ကောင်မလေးကတော့ကျွန်တော်တို့ကားတိုက်ခံရပြီးတော့ကွလွန်သွားပါတယ်သူ့ရဲ့အမိကလင်းပြည့်အိမ်လို့သိရပါတယ်လင်းပြည့်အိမ်မှာလင်းပြည့်အိမ်လို့သိရပါတယ်ကောင်မလေးကကလောကနဲ့အပြန် ကလောကနေပြန်တဲ့အပြန်ပေါ့ဗျာကလောကနေအပြန်ဒီလိုမျိုးဖြစ်သွားတာပေါ့ဒီလိုဖြစ်သွားရေတိုင်းမှုဖြစ်သွားတာပေါ့